သတင်းစာစကောလာနဲ့လာသိမ့်လားမလာသိမ့်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်ညီအောင်ချုပ်အနေနဲ့ပြောပြမယ်ဆိုရင်တော့ပြင်ကိုကငွေချေးမတက်နိုင်ဘူးဂျပန်မှာလည်းကြောင်းတက်ခြင်းတယ်ကြောင်းတက်ခြင်းတယ်ဆိုတာဂျပန်စာသင်တန်းကြောင်းနေမဟုတ်ဘူးပေါ့နော်အဲ့ထက် college တက်ခြင်းတယ်တက္ကသိုလ်တက်ခြင်းတယ်ဆိုတဲ့အဲ့လိုမျိုးအိမ်မက်တွေရှိနေတယ်ကိုမိသားစုကလည်းငွေချေးမတက်နိုင်ဘူးဆိုရင်တော့ပြင်သတင်းစာစကောလာကိုရှားပြီးတော့လာသိမ့်ပါတယ်皆さんこんばんは。あろめみらばや。ဟုတ်ကဲ့ပါ။ကျွန်တော်ဒီနေ့မျှဝေးသွားမယ့်အကြောင်းအရာလေးကပေါ့နော်။ကျွန်တော်ဟိုနေ့ကတင်ထားတယ်ပေါ့နော်။ သတင်းစာစကောလာဆိုတာဘာလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်နဲ့အတူစာကြည့်လိုက်အောင်ဗျာအဲ့သတင်းစာစကောလာဆိုတာဘာလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတော့ဂျပန်မှာသတင်းစာစကောလာဆိုတာကဂျပန်ကိုပေါ့နော်ပညာလာသင်ချင်ကြတယ်ဂျပန်ကိုလာချင်ကြတယ်ဂျပန်မှာကြောင်းတက်ချင်ကြတယ် ဲ့လိုမျိုးကြောင်းတက်ချင်တဲ့လူတွေကိုငွေကြေးမပြည့်စုံတဲ့လူတွေပေါ့နော်ဂျပန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေကနေပေါ့နော်ငွေကြေးထောက်ပံ့ပြီးတော့ကြောင်းစည်းရိတ်တွေထောက်ပံ့ပြီးတော့ပေါ့နော်အဲကျွန်တော်တို့နိုင်ငံတကာအကြောင်းသားတွေကိုအကြောင်းစီးရေးတွေထောက်ပံ့ပြီးတော့ဂျပန်မှာအကြောင်းတက်နိုင်ဖို့အတွက်အလုပ်လုပ်ရင်းနဲ့အကြောင်းတက်နိုင်ဖို့ပညာသင်ခွင့်ရဖို့အတွက်သူတို့ဖန်တီးထားတဲ့ program တခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကကြတော့ကျွန်တော်တို့သတင်းစာ scholar program ဆိုတော့အဲ့ဒီသတင်းစာ scholar program အကြောင်းကိုကျွန်တော်ဒီနေ့မျှဝေပေးရမယ်ဆိုရင်တော့ဖြင့် တကယ်ကိုဂျပန်နိုင်ငံမှာရှိတဲ့ပေါ့နော်သတင်းစာတိတ်ကြီးတွေဖြစ်တဲ့ကျွန်တော်တို့အာဆာဟီရှင်ဘွန်းတို့ပြီးကြရင်တော့ယိုမီယူဒီရှင်ဘွန်းတို့တခြားနာမည်ကြီးရှင်ဘွန်းတွေလည်းအများကြီးရှိပါသေးတယ်အဲ့လိုမျိုးရှင်ဘွန်းနာမည်ကြီးရှင်ဘွန်းကုမ္ပဏီခိုင်းခြားအကြီးတွေကပေါ့နော်ကုမ္ပဏီအကြီးကြီးတွေကနေပြီးတော့ကျွန်တော်တို့ထောက်ပံ့ကြီးငွေတွေပေးပြီးတော့ပေါ့နော်ចောင်းသားတွေကိုထောက်ပံ့ခြင်းငွေပေးတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒါကိုကျွန်တော်တို့ဂျပန်လို့ပေါ့နော်သတင်းစာစကောလာသတင်းစာစကောလာလို့ခေါ်ကြတာပေါ့နော်ဒါပေမဲ့ဒီသတင်းစာစကောလာကသူ့ရဲ့သဘောတရားကဘယ်လိုလဲဆိုတော့အဲကျွန်တော်ဒီခေါ်တဲ့ဖက်ကပေါ့နော်ကုမ္ပဏီဖက်ကပဲဆိုကြပါဆိုသတင်းစာကုမ္ပဏီဖက်ကကျွန်တော်တို့ចောင်းလာခចောင်းလာခထုတ်ပေးတယ်ပြီးကြတော့ကျွန်တော်တို့အဆောင်း အဆောင်တွေပေါ့နော်အဆောင်ပေါင်းအဆောင်ဆိုတာနေမဲ့အိမ်ပေါ့နော်နေမဲ့အိမ်တွေကိုထောက်ပံ့ပေးတယ်ကျောင်းလာကထောက်ပံ့ပေးတယ်နေမဲ့အိမ်ထောက်ပံ့ပေးတယ်အဲ့လိုမျိုးပုံစံနဲ့သွားကြတာပေါ့နော်ဆိုတော့ဒီသတင်းစာကျောင်းတိတ်ကြီးတွေကနေမှတစ်ဆင့်ကျွန်တော်လက်ခွဲဆိုင်လေးတွေရှိတယ်ပေါ့နော်ဟိုအဲ့ဒီဆိုင်ခွဲတွေမှာကျွန်တော်တို့ကသွားပြီးတော့အလုံးလုံးရင်းနေပေါ့နော်နီးနားမှာရှိတဲ့ကျောင်းတစ်ကျောင်းကိုချိန်ပြီးတော့ကျောင်းတက်ရတဲ့ပုံစံမျိုးပဲဖြစ်တယ်ပေါ့နော်ဆိုတော့ ចောင်းကဒီနေရာမှာចောင်းကဘယ်လိုမျိုးလဲဆိုတော့ဒီပုံမှန် language school လို့ခေါ်တယ်ကျွန်တော်တို့ဂျပန်စာနီဟွန်ဂိုကခုပေါ့နော် language school ကိုတက်မလားပြီးကြတော့နောက်တစ်ခုကကြတော့ဆမ်မွန်ကခုလို့ခေါ်တယ်ကျွန်တော်တို့ဒီ college ပေါ့နော် college တက်မလားဆိုတဲ့အပိုင်းတစ်ခုရှိတယ်ဒါပေမဲ့ဒီသတင်းစာ scholar ရဲ့အတားချက်ကဘာလဲဆိုတော့ပြင်ကျွန်တော်တို့ဒီ scholar ရထားတဲ့ငွေကိုကျွန်တော်ပြန်ဆက်เสียရမလို့ တရင်သာပွင့်နေကြောင်းတက်တဲ့သူတွေတို့အားသာချက်ကတော့ကျွန်တော်တို့ဒီသူတို့ထုတ်ပေးထားတဲ့စိတ်ထုတ်ပေးထားတဲ့ကျွန်တော်တို့ကြောင်းစရိတ်ကိုကျွန်တော်ပြန်ဆက်စီအောင်မလို့အဲ့ဒီပန်းကတော့ရန်ကုန်အားသာချက်တစ်ခုဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကြောင်းသူကြောင်းသားတွေအနေနဲ့ဒီထောက်ပံ့ခြင်းကိုတော့ကျွန်တော်တို့ရပြီပေါ့နော် ါဆိုရင်ကျွန်တော်တို့ရဲ့သတင်းစာတိတ်မှာဘလို့အလုပ်မျိုးကိုလုပ်ရတာလဲဆိုရင်တော့ပြီးကျွန်တော်သတင်းစာတိတ်မှာသတင်းစာပို့ရတယ်ဟုတ်ပြီနော်သတင်းစာပို့ရတဲ့ပုံစံကတော့ကျွန်တော်တို့မနေ့ပိုင်းသတင်းစာပို့ရတဲ့ပုံစံရှိတယ်ကျွန်တော်နေ့ကင်းပိုင်းသတင်းစာပို့ရတဲ့ပုံစံရှိတယ်နေ့ကင်းပိုင်းဒါမှမဟုတ်ညနေပိုင်းပေါ့နော်ကိုဒါလုပ်ပေးရတယ်ပေါ့နော်ဆိုတော့ဒါကတော့အခမဲ့တော့မဟုတ်ပါဘူးကျွန်တော်ဒီအချိန်ပိုင်းလှုပ်သမားအနေနဲ့လှုပ်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်အဆင်ပြေတဲ့အနေဒါတခုရရှိရပါဗျာဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီသတင်းစာပို့တဲ့ចောင်းသားတွေရဲ့ ဘဝလို့ပဲပြောရမလားဗျာကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ဒီနေရာမှာမျှဝေပေးသွားမယ်အဲ့ဒါဘာလဲဆိုတော့အဓိကကျွန်တော်တို့ဒီသတင်းစာစကောလာနဲ့လာတဲ့လူတွေရဲ့တာဝန်ကတော့ကျွန်တော်တို့သတင်းစာပို့ရတဲ့တာဝန်ပေါ့ဗျာဆိုတော့ဒီမနေ့ပေါ့နော်မနေ့အစိုးရထားပြီးတော့ကျွန်တော်တို့သတင်းစာတော့ပို့ရတယ်အဲစပိန်နဲ့ပို့လို့ရတဲ့နေရာတွေမှာတော့စပိန်နဲ့ပေါ့နော်စပိန်နေပြီးတော့စပိန်နဲ့ သတင်းစာပို့ရတဲ့ပုံစံရှိသလိုကျွန်တော်တို့စကူတာလို့ခေါ်တဲ့ကျွန်တော်ဒီဆိုင်ကြီးတစ်တစ်လေးနဲ့ပေါ့နော်အဲ့လိုမျိုးစကူတာနဲ့သွားပို့ရတဲ့ဆိုင်တွေလည်းရှိတယ်ဆိုတော့အဲဒါကတော့ဆိုင်ပေါ်မှာမူတည်ပြီးတော့ကွဲသွားမှာဖြစ်တယ်ပေါ့နော်ဒါဆိုပုံမှန်ကျွန်တော်တို့ကအဲ့လိုမျိုးဒါကိုကျွန်တော်တို့အချိန်ပိုင်းချင်းနဲ့သူတို့ကရှင်းတာပေါ့နော်ဂျပန်လိုဆိုရင်ကျွန်တော်တို့အာရုဘိုက်တို့လို့ခေါ်တာပေါ့ကျွန်တော်တို့ကိုငွေချေပေးတယ်ပေါ့ဗျာအလာဟွာလာစာပေါ့ဒီတရင်သာတရားအသားကြကျွန်တော်တို့အဆောင်ပေးထားတယ်ကျွန်တော်ပြီးနော်ကြောင်းလခပေးတယ်အဆောင်ပေးတယ် နည်းနည်းလေးအဆောင်လကယူတဲ့နေရာတွေရှိတယ်လို့ပြောကြပါမယ်တော်တော်များများကအဆောင်လက free ရတာများတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အကြောင်းလက free အဆောင်လက free ကျွန်တော်တို့လုတ်ပြရတဲ့အလုပ်ကသတင်းစာပို့တဲ့အလုပ်ဟုတ်ပြီနော်ဒါဆိုရင်ဒါကတော့ကျွန်တော်တို့ဒီသတင်းစာတရအတာချက်ဟုတ်ပြီဒါဆိုရင်အဲ့ဒီထက်ကမှကျွန်တော်တို့အဓိကအတာချက်ကဘာလဲဆိုတော့ကျွန်တော်တို့နောက်တစ်ခုပြန်ကြည့်ကြည့်မယ်ကျွန်တော် မိသားစုကကိုမိသားစုကပေါ့မြန်မာပြည်ကမိသားစုကငွေချင်းမတက်နိုင်ဘူး တို့တော်ညာလည်းပဲဂျပန်မှာကြောင်းတဲ့ရင်နဲ့အလုပ်လုပ်ချင်တယ်ဆိုရင်တော့ပြကျွန်တော်ဒီသတင်းစာစကောလာကိုရှာပြီးတော့လာတာအရန်ကိုကောင်းတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်တရင်ဝင်လာလို့ဂျပန်ကိုတရင်ဝင်လာလို့ရတဲ့နီးလေးဖြစ်တယ်ဂျပန်မှာအကြောင်းလေးတက်ခွင့်ရမယ်ပေါ့နော်ဒါအရန်ကိုမိုက်တယ်ပေါ့နော်ဒါပေမဲ့အခုလာပြီဒီနေရာမှာတဲ့သတင်းစာစကောလာတမားတွေကပေါ့နော်ဒီကျွန်တော်ရာတီဥရုဒံကိုအရန်ကိုခံစားရတယ်ဗျဆိုတော့ဘလိုရာတီဥရုဒံမျိုးလဲဆိုရင်ကျွန်တော်တို့ဂျပန်က တနေ့လုံးတိုင်းတရာအေးတယ်ဆိုဗင်မဲ့လေပေါ့နော်နေရာရတာပေါ်မူတည်ပြီးတော့အပူအေးတွေကနည်းနည်းကွာခြားတာတွေရှိတယ်ဒီတိကမှကျွန်တော်တို့ဒီတချို့အေးတဲ့နေရာတွေမှာဆိုအရန်ဦးမှာဟိုခိုင်းတို့တို့လိုမျိုးနေရာတွေအောင်းမို့တွေတို့လိုနေရာတွေကအရန်ကိုအေးပြီးတော့မှကျွန်တော်တို့တိုချိုဘက်ကျတော့တိတ်ပြီးတော့မအေးဘူးပေါ့နော်တိုးတော်ကြလည်းပဲတိုချိုမှလည်းတစ်နှစ်ကိုတစ်ခါသုံးဖို့နှစ်ခါနှင်းကြတယ်ပေါ့ဗျာနှင်းမကြတဲ့ရက်တွေဆိုရင်လည်းကျွန်တော်တို့ရှိတယ်ပေါ့နော်မိုးရွာတဲ့နေ့တွေနေနေကင်းပိုင်းဆိုရင်လည်းနေပူတဲ့နေ့တွေနွေရာသီမှာဆိုအရန်ကိုမှရာသီဥတုတန်ကိုကျွန်တော်တို့ဒီသတင်းစာ ပိုးတဲ့အကြောင်းသားတွေကခံစားရတယ်ပေါ့နော်ဆိုတော့ရာသီဥတုတန်ခံစားရတာကတော့ကျွန်တော်အဆိုးဆုံးတည်းကအဆိုးဆုံးအလုပ်တစ်ခုပဲဖြစ်တယ်ပေါ့နော်ဒီဒရင်းသားပိုးတဲ့အလုပ်ကဆိုတော့ဆောင်းရသီမှာဆိုရင်ကျွန်တော်နှင်းကြတဲ့နှင်းကြပြီးတော့အေးတဲ့ဒဏ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီအဲ့ဒီနှင်းတော့ထဲမှာစပိန်စီးပြီးတော့ကျွန်တော်တို့ဒီဒရင်းသားပိုးရတဲ့ပုံစံဒါကတော့တကယ့်ကိုဘယ်လိုပြောရမလဲအင်းအဲ့ဒီ ရက်တွေအဲ့လိုမျိုးကိုသတင်းစာပတ်ပိုးတဲ့ရက်တွေမှာနှင်းကြတာတို့မိုးရွာတာတော့ကြည့်တယ်ဆိုတော့တကယ့်ကိုဘယ်လိုပြောရမလဲဒါကခုဒီကျွန်တော်တို့စကားနဲ့တော့ပြောပြလို့မရတဲ့ခံစားချက်ပေါ့နော်အဲ့လိုမျိုးပင်ပန်းဆင်းရဲတဲ့ကာလတွေကိုကျွန်တော်တို့ခံစားရနိုင်တယ်ဒါကတော့သူ့ရဲ့အားနည်းချက်ပေါ့နော်နောက်တစ်ခွက်ကျတော့ကျွန်တော်နေခင်းပိုင်းပို့တဲ့အချိန်ဥပမာနွေရာသီ ြန်မာပြည်မှာရာသီဥတုမြန်မာနိုင်ငံမှာပေါ့နော်ရာသီဥတုပူတယ်ဆိုတဲ့ပုံစံနဲ့မတူပေမဲ့ဂျပန်ရဲ့နွေရာသီကလည်းအရန်ကိုမှပူတယ်ပေါ့နော်အဲ့လိုမျိုးအရန်ပူတဲ့နေ့တွေမှာကျွန်တော်တို့နေခင်းပိုင်းပူရင်လည်းပဲကျွန်တော်တို့သတင်းစာသွားပို့ရတာပဲဆိုတော့အဲ့လိုမျိုးဆိုရင်ဘလို့စိတ်ကူးတစ်ခုဖြစ်လဲဆိုတော့သတင်းစာပို့ရင်းနဲ့ပေါ့နော်အဲ့ဒီသတင်းစာတိတ်ကနေထွက်ပြေးခြင်းနဲ့စိတ်ဖြစ်လောက်တဲ့အထိကိုမှကျွန်တော်တို့ပင်မနဲ့အဲ့လိုမျိုးကာလတွေကနွေရာသီဆောက်ရသူတွေကပေါ့နော်မိုးရွာတယ်မုန်တိုင်းရှိတဲ့ရက်တွေမုန်တိုင်းရှိရင်လည်းတွားပြီးတော့ ပွားတာပဲနော်ဟုတ်ပြီနော်ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့နေမကောင်းဘူးတခါတလေနည်းနည်းပါးပါးဖျားတာရှိတယ်နာတာရှိတယ်သတင်းစာတိတ်တွေမှာလူများလူကမလုံလောက်တဲ့အခါတွေလည်းရှိတယ်အဲ့လိုမျိုးမလုံလောက်တဲ့အခါမျိုးမှာကိုယ့်အတွက်အစာပုတ်ပေးနိုင်မဲ့သူမရှိတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့နေမကောင်းရင်လည်းပဲသွားပွားတဲ့အခိုက်အတန့်တွေရှိတယ်ဗောနော်အခိုက်အတန့်တော့မဟုတ်ပါဘူးတော်တော်များများနေမကောင်းရင်လည်းသွားပွားရတဲ့အချိန်တွေအများကြီးရှိပါတယ်ဆိုတော့အဲ့လိုမျိုးအချိန်တွေကြာရင်ကျွန်တော်တို့အလောက်ကနေထွက်ပြေးကျင်တဲ့စိတ်တွေဖြစ်တာဗောနော် ရာသီဥတုတန်ကတော့အရင်ခံစားရပါတယ်တကယ်လို့ကိုကရေမောင်းလိုင်စင်မရှိဘူးသတင်းစာစကောလာနဲ့ရောက်လာတယ်ဆိုရင်ကျွန်တော်တို့စပိန်နဲ့ပေါ်ရတယ်ဒါဆိုရင်ခုနခက်ခဲတဲ့တိုင်တွေကိုပြင်းစစ်ခံရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီသတင်းစာစကောလာရဲ့အားနည်းချက်အတာချက်တွေကိုကျွန်တော်တို့ခုနပြောပြီးသွားပြီဆိုရင်တော့ဖြင့်ကျွန်တော်တို့သူ့ရဲ့အကျိုးသက်ရောက်မှုလေးတွေကျွန်တော်တို့ကြည့်ကြည့်မယ်ဗျဟုတ်ပြီနော်ကျွန်တော်တို့ចောင်းလားခါကိုကပြေးเสียမလို့တဲ့အတွက် ငွေကြေးကုန်ကြမှုအရန်ကိုတက်တာတယ်ဟုတ်ပြီနော်ငွေအရန်မတက်နိုင်ပေမဲ့လက်ချေပံမှာကြောင်းတက်ခွင့်ရမယ်နေစရာလည်းပူစရာမလိုဘူးအခုကလာနဲ့ဆိုကျွန်တော်တို့နေမယ်ဆိုရင်အိမ်ကြီးကတိုချိုမြို့မှာတော့လောက်ချော့တူမှာပဲဒီချိုတိုပေါ့နော်ချော့တူမှာနေတယ်ဆိုရင်တော့မှယောကွာမှာပါပဲနေနေကျွန်တော်အင်္ဂလကတော့ကြောင်းသားတရားကိုလည်း3000လောက်တော့တက်ကြမှာပဲဆိုတော့၃တောင်းတက်တာလေဗျာနေတဲ့ဟာတော့မဟုတ်ဘူးเนาะမြန်မာဝန်နဲ့တက်မယ်ဆိုရင်၃တောင်းဆိုတာကျွန်တော်၁၀သိန်းလောက်ရှိတယ်ကျွန်တော်ဥပမာဆိုကြပါဦးဆိုကျွန်တော်လက်ရှိသတင်းစာတိတ်မှလှုပ်လို့ရင်ね နီဟွန်ကိုကြောင်းတက်နေတယ်ဗောနော်ဂျပန်စာ language school ကြောင်းတက်နေတယ်ဆိုရင်ကျွန်တော်တို့နောက်ထပ် college တက်ဖို့တက္ကသိုလ်တက်ဖို့ဆိုတော့ရွေကြတာရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ငွေလေးတွေစုထားလို့ရတယ်ဗောနော်ဟိုအများကြီးကမတုံးဘူးအတုံးမကျန်ဘူးဆိုရင်ငွေစုနိုင်တဲ့အနေအထားတစ်ခုမှာတော့ရှိတယ်။ဘာကြောင့်လဲဆိုတော့ तू ကလာတာနည်းနည်းကောင်းတယ်။အဆိုင်ပေါ်မှာလည်းမူတည်တာဗောဗျာ။အဲ तू အလုပ်ကအလုပ်ပင်မဲ့တယ်ဆိုပေမဲ့လည်းလာတာနည်းနည်းကောင်းတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့အရင်ပူစရာမလိုတဲ့ဗီဇာကိစ္စဗောနော်။ အထူးသဖြင့်အကြောင်းသားတွေပေါ့တော့ကရရတဲ့အချိန်တစ်ချိန်ရှိတယ်အဲ့ဒါကြတော့ကျွန်တော်တို့ဗီဇာကိုရှင်းလုပ်တဲ့အချိန်လို့ခေါ်တာပေါ့နော်ညူကန်သွားပြီးတော့ဗီဇာတက်တန်းတိုးတဲ့အချိန်ကတကယ့်ကိုအကြောင်းသားတွေရဲ့ရင်ဘတ်ထဲမှာတကယ့်စူပွက်နေတဲ့အချိန်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကအလုပ်အချိန်ပိုတွေ over လောက်ထားမိတဲ့အခါမျိုးမှာပေါ့နော်ဝင်ငွေတွေရှိနေတဲ့အခါမျိုးမှာအဲ့ညူကန်လို့ခေါ်တဲ့ဂျပန်လောက်ကစိတ်ရင်ကိုပေါ့နော် ခုနပြောတဲ့တက်တည်တဲ့ကမိသွားခဲ့မယ်ဆိုရင်ကိုကိုဗီဇာချပြီးတော့မှမဟုတ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဗီဇာကိုတော့ချိန်တဲ့ဗီဇာတက်တန်းသွားတဲ့အချိန်တို့ဗီဇာချိန်တဲ့အချိန်တွေမှာအရင်ကိုចောင်းသားတွေနေနဲ့ဒုက္ခစိတ်ဒုက္ခရောက်ရတယ်ပေါ့ဗျာဒါပေမဲ့ဒီသတင်းစာတိတ်မှသာကိုကသတင်းစာစကောလာနဲ့လုပ်မယ်ဆိုရင်အဲ့ဒီ pressure လုံးဝမရှိဘူးဘာလို့လဲဆိုတော့သူ့အလောက်ကညှိပေးတဲ့အတွက်ကျွန်တော်28နာရီဆိုတဲ့ဘောင်အတွင်းမှာចောင်းသားတယောက်ရဲ့လုတ်ပိုင်ခွင့်ဥပဒေဘောင်အတွင်းမှာပဲကျွန်တော်တို့လုတ်ရင်းနဲ့ပဲ အဲအတိုင်းတာတစ်ခုဒီချူချူတာတာသုံးမယ်ဆိုရင်ငွေစုလို့ရမယ်နောက်နှစ်နောက်နှစ်နောက်နှစ်အကြောင်းတွေတက်တက်ဖို့အတွက်ငွေလေးတွေကိုချမ်းချမ်းထားပြီးတော့စုလို့ရတယ်ဒီနီဟွန်ကိုအကြောင်းပြတာနဲ့ပဲကျွန်တော်တို့ကဒီတူခုတိဂီနိုနဲ့တော့၎င်းအလုပ်တွေဝင်တော့မယ်ဆိုရင်ဝင်ဖို့လေအစီအစဉ်ရှိတယ်အကြောင်းထက်ဖို့အစီအစဉ်မရှိတော့ဘူးဆိုရင်အဲ့ဒီပိုရှန်နဲ့အငွေတွေကိုကိုမိသားစုစီကိုလည်းပြန်ပို့ပေးလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတကယ်ကိုအားသာချက်တစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ တချို့ကသတင်းစာတိတ်မှလည်းအလုပ်လုပ်တယ်နောက်ထပ်ငွေပုံငွေချန်လေးလိုချင်တဲ့အခါကျတော့အပြင်မှာလက်ဘေးအလုပ်လုပ်ခေါ်တဲ့အလုပ်တွေရှောက်လုပ်ကြတဲ့လူတွေလည်းရှိတယ်ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်လည်းအဲ့လိုမျိုးလုပ်တာကိုအမပေးပါဘူးဆိုတော့မလုပ်သင့်ဘူးလို့လည်းထင်တယ်ပေါ့နော်ဂျပန်စာကြောင်းတက်နေတဲ့အချိန်မှာဂျပန်စာဂျပန်စကားစာကိုဟိုကကျူးကျူးဆာဆာနဲ့လုတ်ခဲ့မယ်ဆိုရင်တော့ဖြင့်ကျွန်တော်တို့ဒီ college တက်တဲ့အချိန်ကျွန်တော်တို့တက်ကတူတက်တဲ့အချိန်မှာပို့ပြီးကိုယ်အတွက်တက်တာတဲ့အနေအထားတစ်ခုရောက်လာမှဖြစ်တယ်ပေါ့နော်ဆိုတော့ နားရက်ကတော့နေပါတယ်ဘာလို့လဲဆိုတော့တနည်းမနည်းတည်းပဲပိတ်တဲ့အတွက်ပရက်ကတော့ကိုယူချင်တဲ့အချိန်ယူဖို့ဟာအရန်ခက်ခဲတယ်အလုပ်အမျိုးစားထဲမှာတရင်စားလို့ပါပါတယ်ဟုတ်ပြီနောက်တစ်ခုကကျတော့ခုနပြောတဲ့ပေါ့နော်အရန်ကိုပင်ပန်းရတဲ့အထဲမှာမှ နောက်တစ်ဆင့်အခက်ခဲဖြစ်တဲ့ဟာဘာလဲဆိုတော့ကိုကဂျပန်စကားသိမရဘူးသိပြီးတော့ကျွမ်းကျင်နေနေမပြောတတ်ဘူးပေါ့နော်ဟိုအခြေခံအဆင့်လောက်ပဲရှိတယ်ဆိုတော့အချိန်တွေမှာ ကိုနဲ့အလုပ်တူတွဲလုပ်တဲ့စီနီယာတွေအလုပ်မှာရှိတဲ့ဂျပန်တွေကသဘောကောင်းတဲ့ဂျပန်တွေဟုတ်မနေဘူးဟိုရရင်ဆိုင်ဆိုင်ပြောတဲ့ဂျပန်တွေနဲ့သာကိုကအလုပ်လုပ်ခဲ့ရမယ်ကံမကောင်းစွာနဲ့ပေါ့နော်ကျွန်တော်တို့ကိုလုပ်တဲ့အလုပ်မှာအဲ့လိုမျိုးစီနီယာတွေရှိနေခဲ့မယ်အကြီးကဲတွေရှိနေခဲ့မယ်ဆိုရင်တော့အရင်ကမှစိတ်မကောင်းစရာပါပဲတကယ်ကိုဒါဂျန်တန်တဲ့ ကာလတွေကိုကျွန်တော်တနေ့တော်လောက်နှစ်နှစ်တော်လောက်ဖျက်သန်းရမှာဖြစ်တယ်ပေါ့နော်ဆိုပြီးဒါဆိုရင်နောက်တစ်ခုပေါ့နော်အေးအေးပြတ်တဲ့ကိစ္စပေါ့နော်ကျွန်တော်တို့အစောကြီးထားရတာသတင်းသာတော့ပုံမဲ့ဆိုရင်မနေ့ပိုင်းအစောကြီးဘယ်ချိန်လောက်တည်းထားလဲဆိုရင်တော့ကျွန်တော်မနေ့နှစ်နာရီတခါလေးအထက်စောစောထားရတဲ့ရက်တွေလည်းရှိကောင်းရှိမယ်နှစ်နာရီသုံးနာရီကနေထားရတာပေါ့နော် ၃နိုင်ရတယ်၃နိုင်ကထားရတယ်ဆိုကြပါဆို၄နိုင်၅နိုင်၆နိုင်မနေ့ပိုင်း၃နိုင်လောက်သွားဖို့၂နိုင်ကထားရရဲ့တယ်ဆိုရင်ကျွန်တော်တို့၂နိုင်ကနေ၃နိုင်၄နိုင်၅နိုင်၆နိုင်မနေ့၄နိုင်လုံးလုံးကရရဲ့တယ်ရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့ကဘလို့တွက်ချက်လဲဆိုတော့ကျွန်တော်တို့တရက်ကို၅နိုင်ပေါ့နော်၅အမြောက်၆၅၆၄၃၀ပေါ့နော်နိုင်30မခိုင်းပြင်မဲ့ကျွန်တော်တို့အဲ့28နိုင်ပတ်ဝန်းကျင်ခိုင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တရက်ကို ပြင်းပြန်အပြင်၄နိုင်ခွေးကနေ၅နိုင်လောက်ကိုအလုတ်လုတ်ရတယ်ဗောနော်အချိန်မှန်အလုတ်ဒါကိုကျွန်တော်တို့မနေ့ပိုင်း၃နိုင်နေကိမ့်ပိုင်း၂နိုင်လောက်ခွေးခွေးပြီးတော့လုတ်လုတ်ရတာဗောနောက်လည်းအောင်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးပုံစံနဲ့ကျွန်တော်တို့အလုတ်လုတ်ရတာဖြစ်တယ်ဗောနော်ဆိုတော့အရေးပြတဲ့တန်ကတော့ တော်တော်ကိုကြောက်စရာကောင်းတယ်ပေါ့နော်ဒါကြောင့်ကိုကဒီတရိစာစကောလာနဲ့လာမယ်ဆိုရင်ဒီလိုမျိုးအခက်အခဲတွေကိုကိုကကြိုပြီးတော့တိထားရင်တော့အော်ငါကတော့ဒီလိုလေးနေလိုက်မယ်ငါကတော့ငါချမ်းမာရေးအတွက်ငါကောင်းကောင်းအိပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုဒေချာဘလန်ဆွဲနိုင်မယ်ဆိုရင်တော့တရိစာစကောလာနဲ့လာမယ်ဆိုရင်တကယ်ကိုအကျိုးရှိတယ်ပေါ့နော် တကယ်ကိုအကျိုးရှိတယ်ကိုကပင်မနာကိုပဲကြည့်မကြည့်နဲ့ပေါ့နော်ကိုကပင်မနဲ့အပိုင်းရှိမယ်ကိုအတွက်ငွေကြေးတတ်တာတဲ့အပိုင်းရှိပဲဒီဘက်တစ်ဖက်ကဆိုရင်ငွေကြေးစုမိတဲ့အပိုင်းလေးတစ်ခုရှိမယ် အခုနောက်ပိုင်းသတင်းစာတိတ်တွေကဘလို့ဖြစ်နေကြလဲဆိုတော့ဂျပန်မှာဂျပန်မှာလို့မဟုတ်ပါဘူးဒါတကဘာလုံးနဲ့ဆိုင်တယ်ပေါ့နော်ဒီ smartphone တွေပေါ်လာတဲ့အချိန်မှာကျွန်တော် TV တွေမကြည့်တော့ဘူးသတင်းစာတွေမဖတ်တော့ဘူးဗျာကျွန်တော်အဲ့လိုမျိုးဟိုဂျပန်လက်ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ဂျပန်မှာအခုသတင်းစာဖတ်တယ်ဆိုတာတကယ့်ကိုအသက်ကြီးပိုင်းတွေလောက်ပဲဖတ်တာဖြစ်တဲ့အတွက်သတင်းစာမယူတဲ့သူတွေများလာတဲ့အတွက်ပေါ့နော်ပို့စရာသတင်းစာမရှိတော့ဘူးအဲ့လိုမျိုးအချိန်မှာအလုတ်ပါလာသလားဆိုမဟုတ်ဘူးအဲ့လိုမျိုးပို့စရာသတင်းစာတွေမရှိလာတဲ့အခါကျတော့သတင်းစာကုမ္ပဏီဘက်ကနေပြီးတော့ ဟိုဒေဝလီခံရတဲ့မဲ့အချင်းနေလောက်အထိကိုဆိုးရလာတဲ့အတွက်အဲ့လိုမျိုးမဖြစ်အောင်ဆိုပြီးတော့ကျွန်တော်တို့မလုပ်ရလဲဆိုရင်တချို့ delivery လေးတွေကိုသူတို့ကပုတ်ခိုင်းတဲ့ဟာတွေရှိတယ်ပေါ့နော်ဒါကတော့ဆိုင်ပေါ်မှာမူတည်ပါတယ်ဆိုတော့အဲ့လိုမျိုးဟာတွေလောက်ခိုင်းဒါနဲ့လည်းဂျုံနိုင်တဲ့အတွက်ဒါကတော့မတက်နိုင်ပါဘူးအဲ့လိုမျိုးတကယ်လို့လောက်ခိုင်းတယ်ဆိုရင်လည်းဒါကတော့ကိုယ်ကစာချုပ်ပြည့်တဲ့အထိတော့လောက်ရမှာဖြစ်တဲ့အတွက်အဲ့လိုမျိုးဟာနဲ့ဂျုံရင်းလေဂျုံရနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ခေါင်းထဲမှာထည့်ထားဖို့လိုတယ်ပေါ့နော် တိသာစကောလာနဲ့လာသိမ့်လားမလာသိမ့်ဘူးလားဆိုတဲ့ဟာကိုကျွန်တော်ညီအောင်ချုပ်အနေနဲ့ပြောပြမယ်ဆိုရင်တော့ပြင်ကိုကငွေချေးမတက်နိုင်ဘူးဂျပန်မှာလည်းကြောင်းတက်ချင်တယ်ကြောင်းတက်ချင်တယ်ဆိုတာဂျပန်စာသင်တန်းကြောင်းတယ်မဟုတ်ဘူးပေါ့နော်အဲ့ထက် college တက်ချင်တယ်တက္ကသိုလ်တက်ချင်တယ်ဆိုတဲ့အဲ့လိုမျိုးအိမ်မက်တွေရှိနေတယ်ကိုမိသားစုကလည်းငွေချေးမတက်နိုင်ဘူးဆိုရင်တော့ပြင်တိသာစကောလာကိုရှားပြီးတော့လာသိမ့်ပါတယ်ဟုတ်ပြီဒါဆိုရင်ဘသူတွေကမလာသိမ့်ဘူးလဲဆိုရင်ကျွန်တော်အိမ်ကငွေချေးတက်နိုင်တယ်ဗျကက်စီနေပြီးတော့ ငါတော့နင်းနေတက်တိုင်တက်တိုင်ကြောင့်ဆိုပြီးတော့သတင်းစာစကောလာနဲ့တာလာမယ်ဆိုရင်တော့ဖြင့်တကယ်ကိုအကြောင်းမပြီးခင်ပေါ့နော်အချိန်တိုင်းတာတစ်ခုတည်းရောက်လာရင်တကယ်ကိုထွက်ပြေးခြင်းတဲ့စိတ်တွေဖြစ်ပြီးတော့တကယ်ထွက်ပြေးတာတို့ပါတော့လောက်ခဲ့မယ်ဆိုရင်တော့ဖြင့်ကိုယ်အတွက်လည်းနေလာတယ်ကုမ္ပဏီအတွက်လည်းနေလာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးလူတွေကတော့မလာသင့်ပါဘူးငွေကြေးတက်နေတဲ့လူတွေကတော့သတင်းစာစကောလာကိုမရွေးသင့်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်ဟုတ်ပြီနော် ျွန်တော်လက်ရှိဒီဗီဒီယိုကိုကြည့်နေတဲ့တငယ်ချင်းတွေထဲမှာသူသတင်းစာပို့ရင်လည်းကြောင်းတက်နေကြတဲ့တငယ်ချင်းတွေရှိတယ်ဆိုရင်ကိုယ့်ရဲ့အခက်အခဲလေးတွေကိုဘလို့ရှိလဲဆိုတာပေါ့ဗျာဒီဗီဒီယိုရဲ့အောက်မှာပေါ့နော်အားနေရအတာချက်လေးတွေကိုမျှဝေပေးသွားကြဖို့လဲကျွန်တော်တောင်းဆိုချင်ပါတယ်ဗျာလက်ရှိဂျပန်နိုင်ငံကိုသတင်းစာစကောလာနဲ့လာဖို့လုပ်နေကြတဲ့ညီကောင်မောင်နှမတွေများဒီမှာဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်မှာပါခဲ့မယ်ဆိုရင်တော့ဖြင့် ဆောင်ရယ်ဆောင်ရယ်လေးတွေကိုဘယ်လိုလုပ်သင့်နေလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ comment လေးတွေမှန်ပြီးတော့မေးထားခဲ့မယ်ဆိုရင်တော့ပြကျွန်တော်အချင်းရရင်ရသလိုပြန်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုကို YouTube အကြည့်နေတဲ့လူတွေဆိုရင်ကျွန်တော်တို့ subscribe လေးကိုလုပ်သွားဖို့ကျွန်တော်တောင်းဆိုပြရစေ like and subscribe ပေါ့နော် Facebook မှာကြည့်နေတဲ့လူတွေကြတော့အသက်လေးတွေပေးပြီးတော့ share ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်တကယ်လို့ကိုယ်က TikTok မှာကြည့်နေတဲ့ဒီ video ကိုဆိုရင်တော့ဖြင့်ကျွန်တော်ဘေးကအပေါင်းလက္ခဏာလေးလိုက်ပြီးတော့ကျွန်တော်အသေးလေးပေးထားရဖို့ကျွန်တော်တောင်းဆိုပြရစေဗျကျွန်တော်ရဲ့ဒီ YouTube channel ကိုကြည့်ကြည့်နေဆိုရင်တော့ဖြင့် YouTube မှာပေါ့နော် X ဆိုတဲ့မားပေါ့နော် X မားလေးရိုက်ပြီးတော့ Thunmintu T U N M I N T H U ခုနှစ်သုံးလုံးရိုက်လိုက်ဆိုတာရိုက်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel တွေပေါ်လာမှာဖြစ်ပါတယ်ဗောနော်ဆိုတော့အဲ့ YouTube channel တွေမှာလည်းဂျပန်စာနဲ့ပတ်သက်တာတွေကျွန်တော်တို့ဒီဂျပန်နဲ့ပတ်သက်တာတွေကိုကျွန်တော်အချိန်ရရသလိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက် YouTube channel ကိုလာပြီးတော့ကြည့်ရှုပေးဖို့လည်းကျွန်တော်ဖိတ်ခေါ်ရှင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျဒါဆိုရင်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်